မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်း channel မှာသတင်းတွေကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်နေပြီးတော့အမြန်လန်တရတမိုင်အနီးရှိစင်စလုတ်စစ်တပ်ဂိတ်ကိုဝင်းရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သားလေးဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရှင် ပဲခူးတိုင်းကြောက်တကားမြို့နယ်ဂျန်ကုံမန်းလေးအမြန်လန်တရားတမိုင်အနီးရှိစင်စလုတ်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးခဲ့ကြောင်းပဲခူးခရိုင်တာဝန်ခံကိုဖြိုးမောင်ကတရင်ဌာနသို့ပြောဆိုပါရယ်မလ15ရက်နေ့နနက်အစောပိုင်းတွင်ရန်ကုန်နေပြီးတော့အမြန်လန်တရားတမိုင်အနီးရှိ အကြမ်းဖက်စစ်တပ်ဤစင်စလုတ်ဂိတ်ကိုအမန်း22ပြူဟာ3800တည်းဒုတက်ရင်အထူးစစ်စင်ရေးအဖွဲ့နှင့်ရန်ကုန်မြောက်ပိုင်းခရိုင်ပါကဖခွဲနှစ်တို့ကပူးပေါင်း၍ဝင်ရောက်တိုက်ခိုက် ိုက်ခဲ့ကြောင်းသိရပါဗျ။ရင်းတိုက်ခိုက်မှုဟာ45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားလေးဦးသေဆုံးက၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတော်လရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ကြောင်းသိရပါဗျ။စစ်တောင်းမြေဘက်ကနေထိုးစစ်တွေတိုက်ခိုက်လာနေသလိုအမြန်လန်းဝင်းကျင်အထိတော်လန်ရေးရဲဘော်တွေတိုက်ခိုက်နေကြပါပြီ။အမြန်လန်းဘကိုးခရိုင်အတွင်မှယခုရက်ပိုင်းနှစ်ကြိမ်ရှိပါပြီ။၁၃ရက်နေ့ကလည်း 3801တက်ခွဲငါနဲ့ဘကူပါကာဖရဲဘော်တွေအမြန်လန်း82မိုင် ခွေးကိတ်စခန်းကိုလည်းတိုက်ခိုက်ခဲ့ပါသေးတယ်။ထိခိုက်မှု9ဦးရှိပါတယ်ဟုဘကူခရိုင်တာဝန်ခံကိုဖြိုးမောင်ကပြောဆိုပါရတယ်။ ။ရေစကြိုမြေတော်ရွာတွင်စစ်တပ်ကခေါင်းဖြတ်မီးရှို့တပ်ဖြတ်ခဲ့သောရုပ်အလောင်းတစ်လောင်းထပ်မံတွေ့ရှိ။နေအိမ်အများပြားကိုလည်းစစ်သားများကမီးရှို့ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။မကွေးတိုင်းရေစကြိုမြို့နယ်မြေတော်ရွာတွင်အချမ်းဖတ်စစ်တပ်ကခေါင်းဖြတ် မီးရှို့တပ်ဖြတ်ခဲ့သောရုပ်အလောင်းတစ်လောင်းထပ်မံတွေ့ရှိခဲ့ပြီးနေအိမ်အများပြားကိုလည်းစစ်သားများကမီးရှို့ဖျက်ဆီးသွားခဲ့ကြောင်းဒီစကြိုတောင်ရှိ info committee အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါရယ် မတ်လ14ရက်နေ့15ရက်နေ့တွင်မြေတော်ရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကကြီးရွာအတွင်ဝင်ရောက်စီးနှင်ပြီးပြည်သူပိုင်နေအိမ်များကိုနှရဲစက်တိုက်မိရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါသည်။ထို့ပြင်ကြီးရွာအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများကမိရှို့တပ်ဖြတ်ခဲ့သောရုပ်အလောင်းတလောင်းကိုလည်းတွေ့ရှိခဲ့ကြောင်းအကြမ်းဖက်စစ်သားများမိရှို့ဖျက်ဆီးခြင်းကြောင့်နေအိမ်အများပြားလည်းမီးလောင်ပြားကျခဲ့ကြောင်းသိရပါသည်။ အကြံဖတ်စစ်ကောင်စီတပ်သားများသည်မြေတော်ရွာမှပြည်သူများ၏ရွှေငွေပစ္စည်းအုပ်စာများကိုလည်းခိုးယူလူရဲသွားပြီးဘုံကြီးကျောင်းရှိအလုံငွေများလည်းယူသွားကြ။ရင်းစစ်တောင်းသည်ယမန်နေ့ည10:30နာရီ30မိနစ်ခန့်တွင်မြေတော်ရွာမှပြန်လည်ထွက်ခွာသွားပြီးနောက်မင်းရွာဘက်ကိုပြည်သူပိုင်းပစ္စည်းများထောလာကြီးဖြင့်ခိုးယူသွားကြောင်းသိရပါသည်။ ထို့သောခိုးယူသွားပြီးနောက်ယမန်နေ့ညပိုင်းတွင်မင်းရွာထဲမှအချမ်းဖတ်စစ်ကောင်စီတပ်သားများပြန်လည်ထွက်လာခဲ့ပြီးစေတစ်မြင်ရွာ၊မြေစွန်းရွာ၊ညောင်မွေးပင်ရွာ၊ဘီးဆက်ကုန်းရွာတို့ကိုထပ်မံဝင်ရောက်စီးနှင်းကပြည်သူပိုင်ပစ္စည်းများကိုခိုးယူပြီးယနေ့နံနက်ပိုင်းတွင်ထော်လာကြီးများဖြင့်မင်းရွာအတွင်သို့ထပ်မံခိုးယူသွားကြောင်းသိရပါသည်။ လောလောဆယ်တော့တလောင်းပဲတွေ့သေးတယ်နောက်ထပ်လေးရှိနိုင်တယ်မင်းညားကတော့အဲ့ဒီယော်ဒီမှာကဘာပြတ်တယ်လို့ပဲတက်ကြီးရွယ်အိုတွေနဲ့ကလေးငယ်တွေအတော်တနာစရာကောင်းပါတယ်ကုရခေရမဲဖြစ်နေကြတာအတော်တော့များတယ်အသေးစိတ်မတိရသေးဘူးစစ်မိတ်စာကောင်းမင်းအောင်လိုက်ရဲ့လက်အောင်မှာမြန်မာတက်မတော်ဆိုတာပြက်စီးသွားပြီသူတို့အာနာတီမြဲကြီးအတွက်ပြည်သူတွေအပေါ်ကိုရက်ဆက်ရုံမာနေတဲ့လူစိတ်ကင်းမဲ့နေတဲ့စစ်မိတ်စာအကြမ်းဖက်အဖွဲ့ကြီးဖြစ်နေပြီလို့ပြောချင်ပါတယ်ဟူရေစကြိုတောင်းရှိ info comedy အဖွဲ့မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ် လက်ရှိချိန်တွင်ဆယ်သစ်မြေမြေစုံညောင်မွေးပင်ပြီးဆက်ကုံရွာများနှင့်အနီးဝန်းကျင်ရွာများမှဒေသခံပြည်သူများထောင်ထဲချပြီးအိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်အစိုးရအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာရေစကြိုမြို့နယ်တာကောင်ရွာမှကြေးရွာတွင်အယက်သားပြည်သူ၆ဦးနှင့်မြေစွန်းတော်ရွာတွင်အယက်သားပြည်သူ၁၁ဦးတို့ကိုတပ်ဖြတ်ခဲ့သောစစ်ကြောင်းဖြစ်ကြောင်းသိရပါသည် ဆက်လက်ပြီးဘင်္ဂလားဒေ့ရှ်၅ဘန်သမား22ဦးကိုပြန်လွှတ်ပေးပြီးတရားမဝင်နေဆက်ဖြတ်ကျော်ပြဿနာကိုဘင်္ဂလားဒေ့ရှ်နဲ့ပူးပေါင်းဖြေရှင်းရန်လိုလားဟုအေအေကထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရှင်။ရခိုင်ရေနဲ့ပိုင်နဲ့ဖြစ်သောဘူးဒီတော်မောင်တော်ဒေသတွင်တရားမဝင်နေဆက်ဖြတ်ကျော်ပြီးအချိန်ချင်းဝင်ရောက်၅ဖန်နေကြသောဘင်္ဂလားဒေ့ရှ်၅ဘန်သမားများအရေးနှင့်ပတ်သက်၍ပူးပေါင်းဖြေရှင်းဆောင်ရွက်လိုကြောင်းအာရကတက်တော်အေအေကပြောဆိုပြီးဘင်္ဂလားဒေ့ရှ်၅ဘန်သမား22ဦးကိုပြန်လွှတ်ပေးလိုက်ပါတယ်။လွန်ခဲ့သည့်ဖေဖော်ဝါရီလကတရားမ ဝင်ဝင်ရောက်လာသည့်ဘင်္ဂလားဒေ့ရှ်၅ဖမ်းသမား29ဦးကိုလွှတ်ပေးခဲ့ပြီးယခုမှလာတွေလည်းတရားမဝင်၅ဖမ်းသမား21ဦးကိုထပ်မံလွှတ်ပေးခဲ့ကြောင်းဦးခိုင်သူခါကထုတ်ပြန်ပါရယ်တရားမဝင်နေဆက်ဖြတ်ကျော်ပြဿနာအားဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်တိတိယောက်ယောက်ဖြေရှင်းရန်မျှော်လင့်ထားကြောင်း ULA AA ပြောခွင့်ရဦးခိုင်သူခါကယနေ့မတ်လ15ရက်တွင်ထုတ်ပြန်ပြောဆိုထားပါရယ် ULA အနေနဲ့တရားမဝင်နေဆက်ဖြတ်ကျော်၅ဖမ်းမှုပြဿနာကိုကင်တွယ်ဖြေရှင်းဖို့အတွက်ဘင်္ဂလားဒေ့ရှ်နဲ့ရက်ခိုင်ကြားပူးပေါင်းလှုပ်ဆောင်ပြီးထိရောက်တဲ့အဖြစ်တစ်ခုရရှိဖို့မျှော်လင့် ွင်ပါတယ်ဟုဥခိုင်ဒုခကဆိုပါတယ်အရကတက်တော်အီဟီဟာစစ်ကောင်စီထံမှဘူဒီတော်မောင်တော်ဒေတာကိုသိမ်းပိုက်ပြီးနောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ဆက်ဆက်နေသောရခိုင်နယ်စပ်တလျှောက်အားထိန်းချုပ်ထားခြင်းဖြစ်ပါတယ်တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကိုဖမ်းဆီးထိန်းသိမ်းနေပါတယ်ဒါပေမဲ့အိန္ဒိယနိုင်ငံကအပြူသဘောဆောင်တဲ့ဆက်ဆက်ရေးကိုထိန်းထားဖို့ရည်ရွယ်ချက်နဲ့ငါးဖမ်းသမားတွေကိုပြန်လွှတ်ပေးနေတာတွေရှိပါတယ်ဟုဥခိုင်ဒုခကပြောပါတယ် ရခိုင်ရေပိုင်နယ်တို့တရားမဝင်ဝင်ရောက်ငါးဖမ်းခြင်းကိုပြဿနာတစ်ခုအဖြစ်ရှုမြင်ပြီးစိုးရိမ်မှုရှိကြောင်းနှင့်နိုင်ငံလုံးရှိတရားဥပဒေလိုက်နာသောငါးဖမ်းသမားများ၏အတံမှုဝန်ကြောင့်ကိုချိန်ချောက်လျက်ရှိကြောင်းအရက်ကတက်တော်အေအေကဆိုပါရယ်တရားမဝင်နေဆက်ပြတ်ကျော်ဝင်ရောက်လာသောငါးဖမ်းသမားများကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနှင့်အရက်ကတက်တော်အေအေမှအကြိမ်ကြိမ်တရီပေးခြင်းခံဝင်ထိုးခိုင်းခြင်းများပြုလုပ်ခဲ့တော်လေငါးဖမ်းသမားများမှလစ်လူရှုထားကြသည်ဟုဥခိုင်ဒုခကပြောပါရယ်တရားမဝင်ငါးဖမ်းသမားများမှပြင်းထန်သောပြစ်မှုကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့ကြတော့လေနှစ်နိုင်ငံချစ်ကြည်ရေးကိုအလေးထား၍ပြစ်တင်ရှုတ်ချခြင်းမရှိဘဲပြန်လွတ်ပေးလျက်ရှိပြီးအဆိုပါပြဿနာကိုဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်တိတိယောက်ယောက်ပူးပေါင်းဖြေရှင်းရန်အာရက်ကတက်တော် AA ကလိုလားနေခြင်းဖြစ်ပါတယ်။ ဆလပီအထက်မင်းလာရှိကပ္ပစာ၃ခုကာကွယ်ရန်စစ်ကောင်စီပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရရှင်။မကွေးတိုင်းအထက်မင်းလာမြို့နယ်ရှိကာကွယ်ရေးပစ္စည်းဆက်ရုံကပ္ပစာ၃ခုကာကွယ်ရေးအကြံစစ်ကောင်စီကအင်အားတိုးမြှင့်နေပြီးလေကြောင်းအန္တရာယ်ချိန်ချောက်မှုများရှိနေ၍ဒေသခံပြည်သူများစီရေးတည်ပြုကြရန်အဆိုပါမြို့နယ်ပြည်သူ ကာကွယ်ရေးအဖွဲ့ပကဖကတတိပိထားပါရယ်ဒီမှာရှိတဲ့ကပါစတွေကိုအင်အားဖြည့်နေတယ်ထိတွေ့တိုက်ပွဲတွေလည်းရှိတယ်ဒီလိုအခြေအနေမှာဒေသခံတွေအတွက်လေကြောင်းအနေရရှိနေတယ်လိုအပ်တဲ့တတိပိချက်တွေလည်းထုတ်ထားပါရယ်ဟူအထက်မင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှာ တာဝန်ရှိသူတို့ကပြောပါရယ်အထက်မင်းလာမြို့နယ်တွင်စစ်ကောင်စီ၏ကပါစနှင့် ကတာဆတဆေကပါဆာဆတုံးတို့ရှိနေသည်ကပါဆာနှစ်သည်အထက်မင်းလာမျိုးတွင်မလွန်ကြီးရွာမြောက်ဖက်၌တည်ရှိသည်ကြီးစက်များအမြောက်ကြီးများအဓိကထုတ်လုပ်သည်ကပါဆာတဆေသည်အထက်မင်းလာမျိုးတွင်ကုန်းကြီးကြီးရွာအနီးတွင်တည်ရှိပြီးတာဝေးပြစ်ဒုံးကြီးမစ်ဆဲများဒုံးကြီးများထုတ်လုပ်သည်ကပါဆာဆတုံးသည်မိုင်းအဓိကထုတ်လုပ်သည်အထက်မင်းလာမျိုးနယ်တွင်ပြီးခဲ့သည့်ဇန်နဝါရီလကတည်းကတိုက်ပွဲများဖြစ်ခဲ့ပြီးပသိမ်မုံရွာလမ်းအထက်မင်းလာမျိုးနယ်လမ်းပိုင်းတွင်စီရေးတင်းမာနေသည်လက်ရှိတွင်နေရက်ဆုံခွာ၍ ်စစ်ပေးရှောင်နေရသူတထောင်ခန့်ရှိနေသည်ဟုအထက်မင်းလာမျိုးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူကပြောပါရယ်လက်တလောအခြေအနေများကြောင့်ပသိမ်မုံရွာလမ်းနှင့်ဒီတာတွင်လမ်းအုံပြူခရီးသွားပြည်သူများစစ်ကောင်စီနှင့်အနီးကပ်မနေကြရန်တော်လရေးတပ်ဖွဲ့များကအသိပေးထားပါရယ်ယခုရက်ပိုင်းအတွင်းမကွေးတိုင်းအတွင်းအထက်မင်းလာမင်းတော်ငပ်ဖဲနှင့်ပွင့်ဖြူဆက်လင်းမျိုးနှင့်ရခိုင်ပြည်နယ်နှင့်ဆက်ဆက်နေသောအံပရန်လမ်းပိုင်းတို့တွင်တိုက်ပွဲများဖြစ်ပွားနေသည့် ။ထို့ပြင်ကပ္ပစာများရှိသောဘကူတိုင်းပထောင်မြို့နယ်တွင်လည်းအာရကကြက်တော်ဤဤပူပေါင်းတပ်များကစစ်ကောင်စီတပ်စခန်းများတိုက်ခိုက်နေပြီးစစ်ရေးအခြေအနေတင်းမာနေပါသည်။ကျမ၏သတင်းတင်ဆက်မှုကိုဒီမှာပဲရနာတွင်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။